မင်္ဂလာပါတစ္ဆာတရားနဲ့ကျေးဇူးတော်အမှုတော်နဲ့ပြန်လည်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ဒီနေ့မှာတက္ကူကြီးတော်ပုံပေါ်ဖြီတာအချိန်ပေါင်းအားများစွာရှိပါပြီဒီနေ့မှာကြာတော့ကျွန်တော်တို့မဲခွန်းနံပါတ်5ကိုကျွန်တော်ဖြေချတော့မှာဖြစ်တယ်အဲ့ဒီမဲခွန်းနံပါတ်5သာဘရဖရားရဲ့အကျဉ်းစရိထကိုဝေဖန်တဲ့မဲခွန်းဆိုပြီးမှဦးမင်းတရားနဲ့ညီထတာဖြစ်တယ်ဆိုတော့ဒီဥစ္စာမှာကျွန်တော်တို့ အာအရင်ကကျွန်တော်လုပ်ထားသလိုပေါ့နော်ဒါရန်ကောင်းတဲ့ဥစ္စာဖြစ်တယ်ဘုရားသခင်သဘောတဘာဝကိုဝယ်ဖန်တဲ့ဥစ္စာကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဖြည့်ရှင်လို့ရတယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးလို့ရှိရင်လည်းဘုမင်းတရားနဲ့လည်းသူကိုယ်တိုင်ပြောတဲ့ဥစ္စာပဲပေါ့နော်ဈာနာသူရဲ့ဒီအတ္တာမှာပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကိုရကိုရဆရာမဲလို့ဒီလိုပဲပေါ့နော် ကျွန်တော်တို့ဈာနာသူပြီးကျွန်တော်ကိုယ်တိုင်ကိုယ်အားစဒီကေကိုပြည်ပြီးဖြစ်တယ်ဆိုတာကိုလည်းထပ်မံပြီးတော့ကျွန်တော်ပြောချင်တယ် ဆိုတော့ဆက်လက်ပြီးတော့ဒီနေ့မှာကျွန်တော်တို့ပြောမဲ့အချက်ကသာဝဖျားရဲ့အကျင့်စိတ်ထားကိုဝေဖန်တဲ့အရာကိုဥမင်းတရားနေပဲပြန်နေပြီးတော့သင်ဆင်มาဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ပြီးခဲ့တဲ့အပတ်တုန်းကမေဂွန်နံပါတ်၄သာဝရဖျားသခင်ရဲ့သဘောထားကိုကျွန်တော်တို့ပြောသွားပြီးတဲ့နောက်ဒီနေ့ကျွန်တော်တို့ဆက်ပြောမယ့်ဟာကမေဂွန်နံပါတ်၅ကဘာလဲဆိုလို့ရှိရင် ှင်ဥက္ခရကမေးထားတယ်။ထာဝရဘုရားရဲ့အကျင့်စာရိတ္တကိုဝေဖန်တဲ့မေးခွန်းဆိုပြီးကျွန်တော်ခေါင်းနဲ့တတ်ထားတယ်။အဲ့တော့သူမေးထားတဲ့မေးခွန်းကို သူမေးတဲ့အတိုင်းကျွန်တော်ခုစဆခြင်းကျွန်တော်ပြင်ပြပါမယ်။ပြီးလို့ရှိရင်ဒီမေးခွန်းကိုကျွန်တော်ဘယ်လိုသဘောပေါက်သလဲ။ဘယ်လိုအမြင်ရှိသလဲဆိုတာကိုကျွန်တော်ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။ကျွန်တော်အမြင်ဟာကျွန်တော်ရဲ့အမြင်သာလျှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒါဟာအမှန်ပဲအီကံပဲလို့ကျွန်တော်မယူဆစေချင်ပါဘူးကျွန်တော်ရှေ့ကနေတော့ခင်းသွားတော့လမ်းကြောင်းလေးတစ်ခုပေါ်မှာနောက်ကနေပြီးတော့မှ လာတဲ့ကျွန်တော်ရဲ့ညီကိုတွေခရိယန်ညီကိုတွေမှတွေးခေါ်အကြံဉာဏ်တွေပွင့်လာပြီးတော့မှဓာတ်ထက်ပိုကောင်းတဲ့ဟာတွေဓာတ်ထက်ပိုပြီးတော့မှ solid ဖြစ်တဲ့ point တွေအချက်တွေကိုဟိုတွေ့လာလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲကျွန်တော်နှုတ်လင့်ပါတယ်ဒါကျွန်တော်ကတော့အစအဦးပြုတယ်နောက်ကလာတဲ့လူကတော့ လမ်းချဲ့ဘူးပေါ့ဗျာကျွန်တော်ကလမ်းကလေးနည်းနည်းလေးအဲလှုပ်ကြည့်တယ်ပေါ့အာဒီသဘောပါပဲအဲ့တော့မေကုံးကဗာမေးထားလဲဆိုလို့ရှိရင်ရှင်ဥက္ခရာပြောတယ်နောက်တစ်ခါသာဝရဖရာရဲ့အကျင့်ဇာရိတကိုအဲ့ဒီအကျင့်ဇာရိတကတော့အထူးကိုပြောနေစရာမလိုဘူးဓမ္မဟောင်းကျမ်းတစ်ခုလုံးကိုရှောက်ကြည့်မယ်ဆိုရင်မကောင်းမှုအတွက်စဉ်းစားတာတွေမကောင်းတာလို့ဖို့လှုံ့ဆော်တာတွေ တိုက်တွန်းတာတွေကိုယ်တိုင်လုပ်ခဲ့တာတွေအများကြီးတွေ့ရပါလိမ့်မယ်။ဥပမာဗျာပုံစံလေးနည်းနည်းလောက်ထုတ်ပြပါမယ်။အများစဉ်းစားနိုင်အောင်ပေါ့ဗျာ။ကပ္ပဦးကျန်းအခန်း30မှာလှေကိုချောင်းကြည့်ပြီလို့တဲ့။လူ9သိန်းနဲ့80ကိုတတ်ဖြတ်ခဲ့တယ်။အဲ့တော့ကျန်းညွှန်းတော့ပြောမယ်ရှင်30 281 24 72စသဖြင့်ရှိတယ်။ပြီးတော့ထာဝရဘုရားဟာ အရက်နဲ့အမဲခင်ကိုလည်းပဲအလွန်ကြိုက်တဲ့အဲ့ဒါကတောလျာကျမ်းအခန်း28မှာအထင်ရှားပါတယ်ဗျနောက်ပြီးတော့မှလည်းလက်စားချီတတ်သေးတဲ့ဒါလည်းပဲတောလျာကျမ်းအခန်း28မှာပါတယ်အဲ့တော့သာဝရဖခင်ကအကျင့်စာရိတ္တကိုကြည့်လိုက်တဲ့အခါမှာဘာတွေတွေ့ရလဲဆိုရင်အဲ့ဒီလိုမျိုးလက်စားချီတတ်တာဖြစ်ကြတော့မကောင်းဘူးပေါ့ဗျာဒါတော့စင်ကျင်စဉ်းစားကြပေါ့ဒါက ရှင်ဥက္ခရာပြောတဲ့မေကွန်းအဲ့တော့ရှင်ဥက္ခရာမေးခဲ့တဲ့မေကွန်းကိုကျွန်တော်ကဖြေတဲ့ခါမှာဒါကျွန်တော်ရဲ့ဖြေတဲ့အဖြေဒီဝေဖန်ချက်ကထာဝရဘုရားရဲ့အကျင့်စာရိတ္တမကောင်းဘူးလို့တိုက်ခိုက်ထားတဲ့ attack လုပ်ထားတာပေါ့ဗျာအမေကွန်းနေဖြစ်တယ်ဗျအဲ့တော့ရှင်ဥက္ခရာရဲ့ဝေဖန်တဲ့အမေမှတ်ချက်တွေက ဓမ္မဟောင်းကျမ်းတစ်ခုလုံးကိုခြုံငုံပြီးတော့မှတင်ကြုံပြီးတော့မှဝလုံးရှင်နဲ့ပတ်ရန်ထားသလိုပဲလို့ကျွန်တော်မြင်တယ်အဲ့တော့ဒီမေကုံးကိုပြန်ကြည့်လို့ရှိရင်ကျွန်တော်봐တွေ့လဲဆိုရင်အချက်၃ချက်တွေ့တယ်ဝေဘာမေကုံးမှာအဓိကအချက်၃ချက်ကဘာလဲဆိုလို့ရှိရင်လေကိုချောင်းကြည့်မိလို့လူ9သိန်းနဲ့80ကိုတတ်ဖြတ်တယ်ဆိုတာနံပါတ်1ချက်နံပါတ်2က မကောင်းတာလို့ဖို့တိုက်တွန်းတယ်လှုံ့ဆော်တယ်အဲ့ဒါမှမကဘူးကိုယ်တိုင်လည်းလုပ်တယ်လို့ပြောထားတယ်နံပါတ်3ကတော့အရက်နဲ့အမဲကုံကိုလည်းပဲကြိုက်တယ်လို့ဒီ3ချက်ကိုကျွန်တော်မြင်ပါတယ်အဲ့ဒီ3ချက်ထဲကနေပြီးတော့မှဘယ်ထက်နေသူကထုတ်တာလဲဆိုလို့ရှိရင်ဓမ္မဟောင်းကျမ်းစုစုပေါင်း39အုပ်စလုံးနဲ့ရနေပြီတော့မှရှင်ဥက္ခရကရေပုံရအမြင် ရှုထောင့်က မြင်တဲ့အချက်ကဒီ၃ချက်ပဲရှိတယ်အဲ့တော့ तू ဘာမြင်တာလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာစံချိန်စံညွှန်းဤတိတွေနဲ့မတူလို့မကောင်းဘူးလို့မှတ်ချက်ပြုထားတာတွေလို့ကျွန်တော်ကနဦးပြောခြင်းပါတယ်အဲ့ဒါလေးပဲသဘာဝကြပါတယ်ဘာလဲဆိုလို့ရှိရင်ဒါကလူသဘာဝလူရဲ့သဘာဝဆိုတာကကိုယ်တိထားသမျှနဲ့ချိန်ထိုးနှိုင်းရှင်ပြီးတော့ ပြောတာဖြစ်တဲ့တကြောင်မလို့ तू ပြောတဲ့ဟာက तू ရဲ့အထဲမှာရှိနေတဲ့အတိုင်းတာပမာဏနဲ့ချိန်ထိုးဦးတော့မှပြောရဲဆိုတော့ကျွန်တော်သဘောပေါက်လိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်စပြီးတော့မှဖြည့်ခြင်းတဲ့အကြောင်းအရာဘာလဲဆိုလို့ရှိရင်သာဝရဖရာကတဲ့အရက်နဲ့အမဲကိုကြိုက်တယ်ဆိုတဲ့မှတ်ချက်ကိုကျွန်တော်စပြီးတော့မှပြောခြင်းတယ်။သာဝရဖရာကိုအလှူပေးတဲ့သူက ကနဦးရောအလှူဒါနပေးတဲ့လူကနှစ်ယောက်အဲ့နှစ်ယောက်ကအာဒန်နဲ့အေဝါရဲ့သားကြီးကာအီနာနဲ့အာဖီလာဒီနှစ်ယောက်ကသာဝရဖရာကိုစတင်ပြီးတော့မှအလှူပေးတဲ့ပို့ကိုနှစ်ယောက်ဖြစ်တယ်အဲ့တော့ကာအီနာကသူ့ရဲ့လေယာကဥယင်ချံကထွက်တဲ့အသီးအနှံတွေကိုလှူဝဲဝတ္ထုတွေနဲ့ပေးတယ်ပေးလှူတယ်အာဖီလာကလည်းပဲ သူမွေးထားတဲ့တိုးစုထဲကနေပြီးတော့မှပထမဦးဆုံးသားဦးကိုလူပွဲဝတ္ထုအဖြစ်နဲ့လူတယ်လို့ဆိုတယ်တကယ်တော့သာဝရဖះကငါအလိုရှိတာကို လာလှူကြပါဆိုပြီးတော့မှအလှူခံခဲ့တာမဟုတ်ဘူးအဲ့ဒီသူတို့နှစ်ယောက်ရဲ့စိတ်အထင်နဲ့သူတို့ရဲ့စိတ်အလိုအလျောက်သာဝရဖះကိုယိုတည်ခြင်းလေးမျက်ချင်းတရားစိတ်နဲ့သွားလှူကြတာ ဟောကျမ်းစာအရကြည့်မယ်ဆိုလို့ရှိရင်ထာဝရဘုရားကအာဗီလာရဲ့အလှူကိုဝမ်းမြောက်ချီးမွမ်းခြင်းပြုပြီးတော့ကာဣနရဲ့အလှူကိုတော့တာမန်ချီးမွမ်းခြင်းသာဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ကာဣနမှာမစ္စရာစိတ်တွေပေါ်ပြီးတော့မှ သူညီအာဗီလာကိုတတ်လိုက်တယ်လို့ရေးထားတယ် ီအဖြစ်မှာဒီကိစ္စမှာလူတွေရဲ့အမြင်လူရဲ့ခံစားချက်ကတခြားလူကိုတော့အရေးတယူပြုတ်ပြီးတော့မှငါ့ကိုကြတော့ရှိတယ်လို့တော့မထင်ဘူးလို့ဆိုရက်လူတူဦးရဲ့ကွဲပြားခြားနာတဲ့ကိုစီခံစားချက်စိတ်ခံစားချက်တားလေဖြစ်တယ်ထာဝရဘုရားရဲ့ညွန်ကြားလို့တတ်လိုက်တာမဟုတ်ဘူးဒါနံပါတ်1ပြောခြင်းနဲ့ဆက်ပြောမယ်ဆိုလို့ရှိရင်ကဘာဦးကြမ်းအရာ ခါနန်ပြည်မှာပထမဦးဆုံးရစ်ပလင်တည်ပြီးတော့မှပူဇော်တဲ့သူကအာဗြဟံအဲ့ဒီနောက်မောရှေကနေတော့အစမာလခိအဆုံးကြံဟောင်းတစ်ခုလုံးမှာပရောဖက်တွေကဥဆောင်ပြီးတော့မှထာဝရဘုရားကိုယေဇူးတော့မှ လူဒန်းပွဲပြောင်းကိုကျင်းပတဲ့အခါမှာသူတို့လူမျိုးရဲ့ပင်မအစားအစာစပြည့်ရည်နဲ့အသားခင် မပါလို့ရှင်ပွဲကမဖြစ်ဘူးဥပမာအဖြစ်ပြောမယ်ဆိုရင်တော့ဗျာကျွန်တော်ဗမာပြည်ကနေအချို့မှာအလှပွဲတွေမှာဆိုရင်ဝတ်သားဟင်းမပါရင်အလှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးလို့ကျွန်တော်ဒီလိုပဲဆင်ခြင်သုံးသပ်မိပါတယ်အဲ့တော့အမှန်စင်စစ်အရက်နဲ့အမဲခင်ကိုကြိုက်တေတာကလူဗျထာဝရဖရာမဟုတ်ဘူးဒါကြောင့်မလို့ရှင်ဩခရဆွဆွဲထားတယ်လို့ထာဝရဖရာက အရက်နဲ့အမဲကွန်ကွယ်ကြိုက်တယ်ဆိုတဲ့စကားမှားနေတယ်လို့ပဲကျွန်တော်ဖြေဖို့ရှိပါတယ်ဒုတိယတစ်ချက်ထာဝရဘုရားကတဲ့မကောင်းတာလို့ဖို့တိုက်တွန်းလှုံ့ဆော်ယူမှမကကိုယ်တိုင်လုပ်တယ်လို့မှတ်ချက်ပြုထားတာရှိပါတယ်အဲ့ဒီမှတ်ချက်ကိုဆင်ခြင်တဲ့အခါမှာမကောင်းတာလို့ဆိုတဲ့စကားက ရှင်ဥက္ခရာကဘာကိုဆိုလိုတာပါလဲလို့ကျွန်တော်တွေးမိပါတယ်ကျွန်တော်တွေးမိတာဘာလဲဆိုရင်ယဟန်တပါးအနေနဲ့မကောင်းတာလို့လို့လုတ်တယ်လို့ပြောခြင်းအတိပယ်ကအကျင့်သီလပြက်ခြင်းလို့ကျွန်တော်နားလည်ပါတယ်အဲ့တော့ပါဠိစကားမှာသီလဆိုတဲ့ဟာကအရက်စကားအဖြစ်ပြောလို့ဆိုရင်လိုက်နာစောင့်ထိန်ရန်ကန့်တတ်ထားတဲ့ဥပဒေတွေပဲဖြစ်ပါတယ် အဲ့တော့ဥပဒေကိုလွန်ကျူးဖောက်ဖျက်လို့ရှိရင် မကောင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ထိုက်တဲ့နဲ့အကျိုးဆက်ကိုခံစားရပါလိမ့်မယ်ဗုဒ္ဓဘာသာတွေစောင့်ထိန်တဲ့အကျင့်သီလကိုပြောမယ်ဆိုလို့ရှိရင်လူရဲ့ကျင့်ရတဲ့အကျင့်က၅ပါးသီလရှိတယ်သီလရှင်ဆိုလို့ရှိရင်၈ပါးသီလရှိတယ်ကိုယ်ရင်ဆိုလို့ရှိရင်၁၀ပါးသီလရှိတယ်ယဟန်ဆိုလို့ရှိရင် 229ပါးသီလပုတ်ရှိတယ်အဲ့တော့ဒီဘက်ကခရိယန်သင်ကြားချက်ကိုပြန်ကြည့်တဲ့အခါမှာထာဝရဘုရားကလူတိုင်းကန့်တပ်လူတိုင်းလိုက်နာဖို့အတွက်ကန့်တပ်ပြီးတော့မှလမ်းညွန်ထားတဲ့ဟာကပြည့်ညတ်တော်10ပါး10ပါးသီလလိုလည်းပဲပြောလို့ရတယ်ဒါပေမဲ့လို့လည်းပဲမောရှိကြတဲ့အခါကျတော့မောရှိ ကန့်တက်လိုက်တဲ့ပြင့်ညက်လိုက်တဲ့တီလက600နဲ့63ပါရှိတယ်လို့ကျွန်တော်မှတ်ရတယ်။မှားခြင်းလဲမှားမယ်။ဒါထက်ပိုရင်လည်းပိုမယ်လိုခြင်းလည်းလိုမယ်။ဒါကျွန်တော်မှတ်မှတ်မိတော့ပြောတာ။အဲ့တော့အဲ့တော့ပြင့်ညက်တော်10ပါပြင့်ညက်တော်10ပါရဲ့10ပါတီလအကျဉ်းချုပ်ကိုတော့ပြီးခဲ့တဲ့မေခွန်းနံပါတ်4မှာကျွန်တော်အကျဉ်းချုပ် ဖြေထားခဲ့ပြီးဖြစ်ပါတယ်အဲ့တော့သာဝရဖရာနဲ့တက်ရိုက်ဆက်ဆံပြောဆိုခြင်းပြုနိုင်တယ်လို့တာမန်လူတွေအများကယုံကြည်မှု ရရှိထားခဲ့တဲ့ပရောဖက်အချို့ကစစ်ပွဲတွေရင်ဆိုင်ကြတဲ့အခါမှာတော့ပြည်ညတ်တော်ဆယ်ပါးထဲမှာပါတဲ့လူအသက်ကို မတက်ရဆိုဒီကိုတော့ကျူးလွန်ဖောက်ဖျက်ထားတာကို တ်ရမှတ်ရပါတယ်။ဖះကကျွလွန်ထားတယ်ဆိုတော့တော့ဖတ်ရပါဘူး။အဲ့တော့ prophet အချို့ကစစ်တိုက်ရမယ့်အခါမှာလည်းပဲသာဝရဖះငါတို့ဘက်မှာရှိတယ်လို့စစ်သားတွေကိုစိတ်ဓာတ်မြင့်တင်ပေးတာလဲရှိပါတယ်။ကျမ်းစာထဲမှာရေးထားပါတယ်။သို့တော့သာဝရဖះကတတ်တယ်ဆိုတာဟာတော့ကိုယ်တိုင်တတ်တယ်ဆိုတော့ကျွန်တော်ဖတ်ရပါဘူး။အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဒါက ကောင်းတယ်မကောင်းတယ်ဆိုတော့ဟာယဟန်ရဲ့အမြင်အနေနဲ့ပြောမှဆိုရင်သီလဖောက်ဖြစ်တာမကောင်းဘူးလို့ဒီလိုမြင်တယ်ဒါပေမဲ့တာမန်လူရဲ့အခြေအနေမှာတော့ကောင်းတယ်မကောင်းဘူးဆိုတော့ဘာကိုပြောတာလဲဆိုရင်စိတ်အကြိုက်နဲ့တွေ့လို့ရှိရင် ကောင်းတာပဲမိမိရဲ့စိတ်အကြိုက်နဲ့မတွေ့လို့ရှိရင်တော့မကောင်းဘူးပဲဒါကတာမန်လူတွေရဲ့အမြင်အဲ့တော့ဒီညမှာ အဲ့ကျွန်တော်ကိုယ်တိုင်များလေလာသူတေသနာပြုတ်လိုက်တဲ့အခါမှာဘာတွေ့လဲဆိုလို့ရှိရင်သာဝရဖះကိုယ်တိုင်ကခုနကပြောထားတဲ့ပြည့်ညတ်တော်၁၀ပါးကိုကျူးလွန်ဖောက်ဖျက်ထားတယ်ဆိုတော့ကျွန်တော်မတွေ့ခဲ့ဘူးထို့အတူထေရဝါဒဆရာတွေကနေပြီးတော့မှကန့်တတ်ထားတဲ့ဥပဒေယဟန်ဥပဒေယဟန်နေလိုက်နာမယ်သီလ229ခုထဲက တစုံတစ်ခုကိုလည်းပဲထာဝရဘုရားကကျူးလွန်ဖောက်ဖျက်ထားတယ်တော့လို့ပြောတယ်ဆိုရင်လည်းပဲထေရဝါဒယဟန်ဒီတာလျင်သိပါလိမ့်မယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဒုံလဘယဟန်နွေရာသီအာလရဲ့ယုံပရဲ့အချိန်ကာလမှာဒုံလဘယဟန်ဝုဖူးခဲ့တဲ့အတွေ့အကြုံအရာပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီပြောရတဲ့ယဟန်တီလာ 228ပါစလုံးကိုကျွန်တော်အပြည့်စုံတင်ကြားခဲ့ဘူးချင်းမရှိဘူးဒါပေမဲ့လို့လည်းပဲအဲ့ဒီနှွေရာသီအလရက်တွေမှာဒုံလောကယဟန်ပြုတ်တဲ့အချိန်တော့ယဟန်သီလကိုချိုးမိလေသလားထိမ့်သိမ့်ပါရဲ့လားဆိုတာကိုမသိတော့ကအဲ့တော့ယဟန်အာဘတ်ဖြစ်တယ်ဆိုတာကိုတော့သိခွင့်ရခဲ့တယ်ကိုထက်ကိုဝါကြည့်တဲ့ စီနီယာယဟန်ပေါ့ဗျာမေးတဲ့ခါမှာဗန်ဒေအပတိယောဗန်ဒေအပတိယောဆိုတော့ဟာဘာပြောလဲဆိုလို့ရှင်ယဟန်ငယ်သင်တီလကိုချိုးဖြတ်မိပါသလားလို့မေးတယ်အဲကျွန်တော်ကလည်းဘာပြောလဲဆိုရှင်အာမဗန်ဒေလို့ပြောကျွန်တော်ချိုးဖောက်မိပါတယ်လို့ဝန်ခံလိုက်ရအဲ့လိုအပြစ်ကိုချိုးဖောက်သလားချိုးဖောက်မိပါတယ်လို့ဝန်ခံလိုက်တဲ့အခါမှာ ဘယ်အပြစ်ကိုကျူးလွန်ပြီးလဲဆိုတော့ကျွန်တော်ကမသိဘူးသို့တော်လည်းပဲသူမုန်ခံလိုက်တဲ့အခါမှာညီနောင်ယဟန်တွေကကျွန်တော်တဲ့ကိုစီနီယာကြတဲ့ယဟန်တွေကခွန့်လွတ်ပေးနိုင်တယ်လို့ဒီလိုသင်ကြားပေးတာကိုကျွန်တော်မှတ်သားခဲ့ရတယ်ရှင်ဥက္ခရကကျွန်တော်တို့ဒီမိကုံးကမေးတဲ့အခါမှာကျမ်းစာမှာပါတဲ့ထာဝရဘုရားကိုရစ်ပူဇော်တယ်ဆိုတဲ့အလှူတွေအကြောင်းကို တွေ့တဲ့အခါမှာရှင်ဩဂရစိတ်အကြိုက်နဲ့သူမတွေ့တဲ့အကြောင်းမလို့မကောင်းဘူးလို့မှတ်ချက်ပြုတာလို့သူပြောတဲ့အကြောင်းမလို့ကျွန်တော်မှခြေပရှင်းလင်းဖို့အကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုရင်သူ့အမြင်နဲ့သူ့ဘက်ကနေတော့သူသူ့ပေတံနဲ့တိုင်းပြီးတော့ပြောနေတဲ့အကြောင်းမလို့သူရဲ့ကောင်းတယ်မကောင်းဘူးဆိုတဲ့ဟာကိုကျွန်တော်သူ့ကိုခြေပရှင်းလင်းကြအကြောင်းမရှိဘူး။ထို့အတူပဲထေရဝါဒမူအရာ ပြုတ်လုထားတဲ့စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့တိုင်းတာပြီးတော့မှကျန်းစာမှာပါတဲ့ရစ်ပူစော်အလှူတွေကိုလည်းပဲမကောင်းဘူးလို့ဆုံးဖြတ်တယ်ဆိုတာလည်းပဲမသင့်တော်ဘူးလို့ကျွန်တော်ဒီလိုပဲယူဆပါရတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ရဲ့မြန်မာနားထဲမှာတော့ဖျားအတွက်ကိုရစ်ပူစော်တယ်ဆိုတဲ့စကားကန့်လန့်ကြီးဖြစ်နေတယ်။ငါ့ကိုမလဲနိုင်ဘူး။အဲ့တော့ဒီစကားကို ုတေသနာလုပ်တဲ့အခါမှာဆရာယူဒတန်ကတော့မြန်မာဘာသာမှာရစ်ဆိုပြီးတော့မှဘာသာပြန်လာတဲ့ဟာကိုအင်္ဂလိပ်ဘာသာမှာ ရှာဖတ်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင် sacrifice အဲ့လိုရေးထားတာတွေ့ရတယ် sacrifice အတိတ်ပဲကဘာလဲဆိုရင်လက်ရှိအခြေအနေထက်တာလွန်ကောင်းလိမ့်မယ်လို့မျှော်လင့်ထားတဲ့အနာဂတ် အကျိုးကျေးဇူးတစုံတစ်ခုကိုရမယ်လို့ယုံကြည်ချက်နဲ့မိမိအသက်ဒါမှမဟုတ်မိမိအသက်ကဲသို့တန်ဖိုးညီတဲ့တက်ရှိအရာတစ်ခုကိုစွန့်လွတ်စွန့်စားခြင်းလို့ဆိုလိုပါတယ်အဲ့တော့အရက်စကားနဲ့အလွယ်ပြောမယ်ဆိုရင်တော့တက်စွန့်တဲ့အလူလို့ကျွန်တော်ဒီလိုပဲစကားလုံးရွေးပါတယ်ဒါပေမဲ့လို့လည်းပဲ မြမအများနားလေထားတာကရစ်ဆိုတာကနတ်တွေကိုပူဇော်တဲ့အလှပစ္စည်းမုတ်ဆိုးတွေကတောလိုက်မထွက်ခင်မှာတောဆောင်နတ်တွေကိုရစ်ပူဇော်လိရှိကြလေတော့ကရစ်ပူဇော်ခြင်းဆိုတာဟာဖျားအတွက်တင်လှတဲ့အရာမဟုတ်ဘဲနဲ့ယုံညံ့တဲ့အရာတစ်ခုလို့ကျွန်တော်တို့မြန်မာတွေကနားလည်ထားကြတယ်။ဒါပေမဲ့လို့ကျန်းစာမှာရေးသားချက်ရစ်ဆိုတဲ့စကားကမြမနားတဲ့ကို ကန့်လန့်ကြီးဖြစ်နေတဲ့အတွကြောင့်မလို့ကျွန်တော်တို့ကနားလည်မှုကွဲလွဲနေတယ်နားလည်မှုကွဲလွဲနေတဲ့ကြောင့်မလို့ကောင်းတယ်မကောင်းဘူးဆိုတဲ့ပြဿနာပေါ်လာတာဖြစ်တယ်လို့ကျွန်တော်ဒီလိုယူဆပါတယ်အနောက်ဆုံးအချက်လေကိုချောင်းကြည့်မိလို့လူ9သိန်းနဲ့80တတ်တယ်ဆိုတဲ့ကိစ္စဒီကိစ္စကဂျီနိုဆိုက်ကြီးဖြစ်နေတယ် အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စဖြစ်တယ်အဲ့တော့ရှင်ဩဂရပေးထားတဲ့ကြံ့ညွန့်ချက်ကဘာဥ30နှစ်82 24 72စတဲ့ဟာတွေကိုကျွန်တော်ပြန်ရှာကြည့်တဲ့အခါမှာကဘာဥကျမ်းကအခန်း30မှာဝတ်ကြအမှတ်စဉ်43အထိပဲရှိတယ်အဲ့ဒီလူတက်တဲ့ကိစ္စမတွေ့ဘူးမရှိဘူး ထို့သူကဘာဦးကျန်းအခန်းနှစ်မှာလည်းပဲဝက်ကြအမှတ်စဉ်25အထိပဲရှိတယ်။လေကိုချောင်းတဲ့ကိစ္စမရှိပြန်ဘူး။ထို့သူကဘာဦးကျန်းတစ်ခုလုံးမှာအခန်းပေါင်း90အထိပဲရှိတယ်။အခန်း87ဆိုတော့လည်းပဲလုံးဝမရှိပြန်ဘူး။အဲ့တော့ကျွန်တော်မြင်တာကဘာတွေ့လဲဆိုလို့ရှိရင်ကဘာဦးကျန်း24မှာလည်းပဲ ဝက်ကြအမှတ်စဉ်က68အထိပဲရှိတယ်။လှေနဲ့လူတက်တဲ့ကိစ္စမရှိပြန်ဘူး။ကဘာဦးကျန်းအခန်း7မှာလည်းပဲဝက်ကြအမှတ်စဉ်20အထိပဲရှိတယ်။စွတ်စွဲထားတဲ့အချက်ကိုကျွန်တော်မတွေ့ရဘူး။အဲ့တော့ကဘာဦးကျန်းထွတ်မြောက်ရကျန်းဝုတ်ပြူရကျန်းတောလျာကျန်းတရားဟောရကျန်းမောရှိရရတဲ့အဲ့ကျန်း၅ကျန်းစလုံးမှာလှေကိုချောင်းလို့တည်တံတင့်တဲ့ကိစ္စလုံးဝကိုမရှိဘူး။ မေကွန်းကလူမျိုးတုံးတပ်ပစ်တဲ့ဂျီနိုဆိုက်ကိစ္စဖြစ်နေတဲ့ခါမှာတိတ်ကိုအရေးကြီးတဲ့ကြောင့်မလို့ဘယ်နေရာမှာများတွေ့လိမ့်မည်ဘယ်နေရာမှာတွေ့လိမ့်မလဲနဲ့ကျွန်တော်ဖတ်တာကျန်းဟောင်းစာအုပ်အားလုံးကိုဖတ်ဖြစ်သွားတယ်အဲ့လိုဖတ်ဖြစ်သွားတဲ့ကြောင့်မလို့အဲ့ဒီမေးတဲ့ဟာကိုကျွန်တော်ကကျေးဇူးတင်တယ်လို့ကျွန်တော်ကပြောပါပြောရမှာပါဘာကြောင့်လဲဆိုရင်အဲ့ဒီအမေးတာမရှိလို့ရှိရင်အဲ့ဒီလောက်ထိအောင်ကျွန်တော် ပြန်ဖတ်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ရှင်ဥက္ကဋ္ဌကိုပြန်စစ်မေးဖို့ရမှာလည်းပဲသူက1988ခုနှစ်မှာပြန်တော်မူသွားပြီဖြစ်တဲ့တကြောင်မလို့ဒီနေ့2025မှာတော့မဖြစ်နိုင်တော့ဘူးတခါဒီအမေကိုကြည့်တဲ့ခါမှာကျမ်းထဲမှာ မရှိတဲ့အရာတစ်ခုကိုရှင်ဥက္ကဋ္ဌကဘယ်နေရာရပြီးတော့မှဘယ်လိုမေးထားလဲဆိုတော့ကျွန်တော်လုံးဝကိုကျွန်တော် နားမလည်နိုင်ဘူးအဲ့တော့စီထားတဲ့ဆင်ထားတဲ့မေကွန်းကိုကျွန်တော်ပြန်ပြောမှာလေ့လာတဲ့အခါမှာကျွန်တော်တို့ယုတ်တိဘေးက logically ဆင်ကျင်ကြည့်တဲ့အခါမှာဘာတွေ့လဲဆိုလို့ရှိရင်စကလုံးကချောင်းကြည့်ဆိုတဲ့အစကားကလှုပ်ဆောင်ချက်ကိုဖော်ပြတဲ့အစကားဖြစ်တယ်ချောင်းကြည့်တယ်ဆိုတာဟာတစုံတဦးကဒါလျင် တိုးတိုးတိတ်တိတ်နဲ့လှုပ်ဆောင်ရမယ်။တိစပြည်တယ်။ချောင်းကြည့်တာ။အခုတော့လူ၅သိန်းကချောင်းကြည့်တယ်ဆိုတာကတိတ်တဆိတ်ကိစ္စမဟုတ်တော့ဘူး။ဒါ logically အဲ့တော့လူ၅သိန်းကျော်ကကြည့်တယ်ဆိုတာစင်တင်တဲ့ကဝေးကြီးဖြစ်နေပြီ။ဟာလုံးဝကုန်ဖြစ်နေတော့ဘူး။အဲ့တော့နောက်တစ်ခါမြန်မာစာတတိမြန်မာစာတံတားနီးနဲ့ကြည့်ရခါမှာ ကတ္တာပုတ်နဲ့ဝါစကားပုတ်လိုက်လျောညီထွေမဖြစ်ဘူးအရက်စကားနဲ့ပြောမှဆိုရင်လှုပ်ဆောင်သူနဲ့ဆောင်ရွက်တဲ့နီလန်ကသဘာဝနဲ့သဘောတရားကမညင်မညွတ်ဖြစ်နေတယ်မိကွန်မှားနေတယ်ဗျမိကွန်မှားနေတယ်တကြောင်မလို့ဒီမိကွန်မှားလည်းပဲအဖြေမရှိပါဘူးဒါအောင်မလို့ဒါနဲ့ပဲကျွန်တော်ညီကွန်ချုပ်ပြီးတော့မှဒီအကြောင်းအရာကိုအဆုံးသတ်ပါတယ်နောက်တစ်ပတ် မေကွန်းကိုကျွန်တော်အစဖော်ပြီးခဲ့ပါမယ်။နောက်တစ်ပတ်မေကွန်းကမေကွန်းနံပါတ်6ဖြစ်ပါတယ်။သာဝရဘုရားသည်ဒေါသအလွန်ကြီးသည်တဲ့။သာဝရဘုရားဟာသကောင်စင်းသဘောပေါ့လေ။လူစည်ရင်သာယူခိုင်းပြီးတော့မှလူပေါင်း9000ကိုတက်ပစ်တဲ့။အဲ့ဒါလည်းပဲ2:81:24:25ကိုကြည်ပါ။ဒါကဘာဦးကိုပြောနေတာ။အဲ့ဒီကဘာဦးကျမ်း38ခုနှစ်မှာလည်းပဲ ယူဒာဤတာဥအေရကိုထာဝရဖုရားရှေ့၌စိုးသောသူဖြစ်၍သူ့ကိုထာဝရဖုရားကွံ့မြတ်တော်မူ၏လို့ရေးထားတယ်။တခါ37မှာလဲထိုအမှုကိုထာဝရဖုရားနှစ်သက်တော်မမူသောကြောင့်အောနံကိုလဲကွံ့မြတ်တော်မူ၏လို့ပါပြန်တယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့အောနံကမုတ်ဆိုးမမကြီးကိုသားသမီးရအောင်မပေါင်းသင်းလို့ပါတဲ့။မိတ်ဆွေတို့ရဲ့ထာဝရဖုရားကဒေါသကြီးကြောင်းတွေ့ အများကြီးတွေ့ရပါတယ်။ကဲအဲ့ဒါလေးကိုကျွန်တော်တို့နောက်အပတ်အတွက် brainstorm လုပ်ပြီးတော့မှအဲဆက်လက်ပြီးတော့မှဖြေကြကြပါစို့။အားလုံးကြားရှင်ကောင်းကြီးပြပါစေ။